မန်ချက်စတာယူနိုက်တက်ခံစစ်မှုလီနီယိုရိုက အိုထရက်ဖို့ကို ပြောင်းရွှေ့ဖို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ခန်းစားရစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။2024ခုနှစ်မှာလိုင်လီကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တဲ့ပြင်သစ်လူငယ်ကစားသမားကိုရီယယ်မက်ဒရစ်အပါအဝင် အသေးအများပြားကခေါ်ယူဖို့စိတ်အားထက်သန်ခဲ့ကြပါတယ်။ ယူရိုဟာ ယူနိုက်တက်ကိုရွေးချယ်ခဲ့ပေမဲ့ပေါင်50နှစ်ဒသမ18တန်းနဲ့ပြောင်းရွှေ့ပြီးပြီးချင်းမှာပဲအမေရိကန်မှာအာဆင်နယ်နဲ့ရာသီကြိုပွဲစဉ်မှာခြေရောက်ကျိုးသွားခဲ့ပြီးအဲ့ဒီပွဲစဉ်ကြောင့်အသက်16နှစ်အရွယ်ကစားသမားဟာ လေးလကျော်နားယူခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူ့ကိုခေါ်ယူခဲ့တဲ့မန်နေဂျာအဲရစ်တန်ဟတ်ကို ရူဘင်အန်မိုရင်နဲ့အစားထိုးခဲ့ပြီး ရိုးရိုးဟာသူမျောလင့်ထားတာထက်လုံးဝကွဲပြားတဲ့ကစားဟန်ကိုလိုက်ရောညီထွေဖြစ်အောင်လုပ်ခဲ့ရပါတယ်။ United ဟာ Premier League မှာအဆင့်ဆက်၅နေရာမှာရပ်တည်နိုင်ခဲ့ပြီး Europa League ဘောလုံးပွဲမှာတော့တင်ဟန်ကိုရှုံးနှင်းခဲ့တာကြောင့်ဒီယာဒီမှာဥရောပဘောလုံးပြိုင်ပွဲတွေမှာပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ဒီယာဒီမှာ United ရဲ့၄၀ပွဲမှာ9ပွဲပွဲထွက်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရထားတဲ့ယူယိုကတော့နောင်တရစရာမရှိပါဘူးပြီးခဲ့တဲ့ယာဒီမှာတော့ဒီလိုနောင်တရတဲ့ခံစားချက်မျိုးကျွန်တော်တကားမှမရှိခဲ့ဘူးပါဘူးလို့သူကပြောပါတယ်မန်ချက်စတာယူနိုက်တက်ကို ကျွန်တော်သိပါတယ်တခါတလေမှာယာတီဆိုးတွေရှိနိုင်နေဆိုတာကျွန်တော်သိပါတယ် ဒါပေမဲ့ဒီကလပ်အသင်းဟာထိတ်တန်းကလပ်တစ်ခုဖြစ်ပြီးဒါကိုတန်လျောက်ဝင်လို့မရပါဘူးကျွန်တော်မလာခင်ကတည်းကဒီစီမံကိန်းကိုတည်ခဲ့ပါတယ်ဟုတ်ပါတယ်ပထမနှစ်မှာအဆင့်၅ရလိမ့်မယ်လို့မမျှော်လင့်ထားပါဘူးဒါကကျွန်တော်တို့ရင်ဆိုင်ရမယ့်အရာပါဒါပေမဲ့ဒီနေ့ကျွန်တော်ရဲ့ရွေးချယ်မှုက Manchester United ပဲဖြစ်ပြီးဒီအတွက်ကျွန်တော်ရမ်းကြေနပ်ပါတယ် ရန်လက်တွေကြောင့်ပြီးခဲ့တဲ့နှစ်ကဒီအကြောင်းကို တချို့လူတွေပြောခဲ့ကြတယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်သူတို့ကို နားလည်နိုင်ပါတယ်ဒါပေမဲ့ရိုးရိုးသားသားပြောရရင်ဒါကကျွန်တော်ရဲ့ရွေးချယ်မှုနဲ့ကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းပါကျွန်တော်ဘာလုပ်နေလဲဆိုတာကျွန်တော်သိပါတယ်အနာဂတ်မှာပိုကောင်းလာမှာပါ